မင်္ဂလာပါရှင်ကျမတို့တူတော်များများကကိုယ်စိတ်ထဲမှာကိုကိုကိုဝေဖန်ရတဲ့အတန်တွေကြားဘူးကြမှာပါဒါမှမဟုတ်တခြားတူလိပါထင်မလဲဆိုပြီးစိုးရိမ်လာမျိုးပေါ့ဒီနေ့ကျမတို့အတူတူစူးစမ်းလည်လာခြင်းနဲ့ရေးမိကတော့ဒေါမင်ဂွေရီးစ်ရဲ့တော်တော်လေးလူထီများတဲ့စောင့်တို့ပါတဘိုးတူနီချက်လေးခုပေါ့ရှီအောင်တော့တိတ်ညံပညာပေါ့အခြေခံထားပြီးတော့လေကိုကိုကိုချီနှောင်ထားတဲ့အတွေးတွေယုံကြည်မှုတွေနဲ့ဘလို့လွတ်ညောင်မလဲကိုပိုင်လွတ်လွတ်ခွင့်ကိုဘလို့ရှာမလဲဆိုတာလမ်းညွှန်ပေးထားတာပါဟုတ်ကဲ့ခင်ဗျာ Toltec Day ဆိုတာကရှေးမက္ကဆီကိုတောင်ပိုင်းမှာအခြေချခဲ့တဲ့အသိပညာရှင်တွေအသက်ပညာရှင်တွေပေါ့သူတို့ကိုအဲ့လိုတင်းစားခေါ်ပေါ်ခဲ့ကြတယ်သူတို့ရဲ့အသိပညာအတွေးခေါ်တွေကဘာသာတရားတစ်ခုတော့မဟုတ်ပါဘူးဒါပေမဲ့ပို့ပြီးတော့ပျော်ရွှင်စွာချစ်ချင်းမေတ္တာနဲ့နှိထိုင်နိုင်ဖို့လက်တွေ့ကြတဲ့ဘဝလမ်းစဉ်တစ်ခုလို့ဆွနိုင်ပါတယ်ခင်ဗျာသူတို့များဆိုရင်လေကျွန်တော်တို့တော်တော်များများဟာကိုမတိလိုက်ပဲလက်ခံထားတဲ့စီးမြင့်တွေဟိုတဲ့ သဘောတူညီချက်တွေနဲ့တိဆောက်ထားတဲ့အိမ်မက်တစ်ခုထဲမှာပြင်မိနေကြတယ်လို့ထင်နေတယ်ပေါ့။အာစိတ်ဝင်စားရပဲဒီကဘာကျော်ရဲ့အိမ်မက်ဆိုတာကိုနည်းနည်းလေးထပ်ရှင်းပြပေးပါလားရှင်။အဲ့ဒါကကျွန်တော်တို့မွေးကလေးကပေါ့လေကိုပဝေးချင်းကနေတင်ယူလာရတဲ့ຢာတွေအားလုံးကိုခြုံငုံပြီးခေါ်တာပါ။လူအဖွဲ့အစည်းရဲ့စီမင်းတွေယုံကြည်မှုတွေဒလေထုံးစံတွေဘလို့နေရမယ်ဘလို့တွေးရမယ်ဆိုတာတွေပေါ့။မိသားစုကနေចောင်းကနေကိုကိုကိုွယ်ရပါတာတရားကနေ အကွန်လုံးကနေကျွန်တော်တို့ကိုတွန်းတင်ပေးလိုက်တဲ့အရာတွေပေါ့ခင်ဗျာ။อืมအဲ့ဒီတင်ယူရတဲ့ဖြစ်စဉ်ကိုစာအုပ်ထဲမှာရင်ပါစေခြင်း domestication လို့တုံးထားတယ်နော်။ clever မှာဟိုအစုဘေးတာမျိုးတန်ဘေးတာမျိုးတွေကနေတစင်းဘယ်ဟာကောင်းတယ်ဘယ်ဟာမကောင်းဘူးဘယ်လိုလုပ်ရမယ်မလုပ်ရဘူးဆိုတာတွေကိုသင်ခဲ့ရတာ။ဆိုတော့လေဒီလိုနဲ့ပဲလူအတိုင်းဝိုင်းရဲ့စီမင်းတွေကကိုယ့်ရဲ့အတွင်းစိတ်ချဲမှာကိုပိုင်ဥပဒေကျမ်း book of law တစ်ခုလို့ဖြစ်လာရော။ဟုတ်ပါတယ်။အဲ့ဒီဥပဒေကျမ်းကိုဂင်ဆွဲပြီးတော့လေ ကိုကိုကိုရောတခြားသူတွေကိုပါအမြဲတမ်းအကြက်ဖြဲနေတဲ့အမရှာနေတဲ့အတွင်းစိတ်တွေကအတန်တခုတရားသူကြီး judge တယောက်ပေါ်လာတာပေါ့ဟာတရားသူကြီးဟုတ်ကဲ့ပြီးတော့အဲ့ဒီတရားသူကြီးရဲ့စီရင်ချက်တွေကိုအမြဲခံနေရတဲ့အမြဲတောင်းပန်နေရသလိုအမြဲပစ်ရှိသလိုခံစားနေရတဲ့တားကောင် victim ဆိုတဲ့အပိုင်းကလည်းရှိလာပြန်ရောအဲ့ဒီအတွင်းစိတ်တွေကတရားသူကြီးနဲ့တားကောင်ဒီနှစ်ခုကြောင့်ကိုကိုကိုအဖြစ်တင်တာတွေ မလွတ်လပ်တလို့ခံစားရတာတွေပူဆွေးမှုတွေဖြစ်လာရတာပါပဲอืมတကယ်ပဲเนาะစိတ်ထဲမှာအတွေးတွေယုံကြည်မှုတွေရွှေ့ရက်ခတ်ပြီးဘာလို့လို့ဘာကာယမန္မတိဝေခွဲမြဖြစ်နေတဲ့အခြေအနေမျိုးကို thought tactic က mitoked လို့ခေါ်ရလို့ဆိုရဲเนาะလူတွေများသည့်တပြိုင်တည်း ohit စကားပြောနေတယ်လို့ပဲတဲ့တော်တော်လေးပုံဖော်ကြည့်လို့ရပါတယ်ဒီလိုမျိုးစိတ်ရှုပ်ထွေးမှုတွေပူလောင်မှုတွေကနေလွတ်မြောက်ဖို့အတွက်စာရေးသူကသဘောတူညီချက်အစ်စ်လေးခုကိုအကြံပြုထားတယ်ဟုတ်ပါလားဟုတ်ပါတယ် ဒီသဘောတူညီချက်လေးဟူကားအရင်ကကျွန်တော်တို့ခုချီနှောင်ထားခဲ့တဲ့ကြောက်ရွံ့မှုကိုအခြေခံတဲ့သဘောတူညီချက်ဟောင်းတွေကိုချိုးဖြတ်ပစ်ဖို့ပေါ့လေပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းအား personal power ကိုပြန်ရယူဖို့ကိရိယာတွေပါပဲပထမဆုံးတစ်ခုကစကလုံးကို မသိမဆောင်ပြောဆိုပါတဲ့ be impeccable with your word ပေါ့အဲ့ဒါကစကလုံးမှာကောင်းကျိုးပေးနိုင်တယ်လို့ဆိုကြိုးလဲပေးနိုင်တယ်လို့ဆိုလိုတာလားရှင်အထည်အကျပါပဲခင်ဗျစကလုံးကိုအဆွမ်းထက်တဲ့မောအဆွမ်းတစ်ခုလို့တင်စားထားတယ် impactable ဆိုတဲ့စကားလုံးကမူလဒီပေက အဖြစ်ကင်းစင်ခြင်းပေါ့ဒီနေရာမှာလို့ကိုကိုကိုစန့်ကျင်တဲ့အပြောဆိုအတွေ့အကြံမရှိတာကိုဆိုလိုတယ်ဆိုလိုကိုကိုကိုအဖြစ်တင်တာနင်းချပြောဆိုတာသူတပါကိုအတင်းပြောတာအပုတ်ချတာဒါဒီအားလုံးဟာကိုကိုကိုရောသူများကိုပါအစိတ်ခတ်နေသလိုဖြစ်စေတယ်อืมအစိတ်ခတ်တာဟုတ်ကဲ့စာအုပ်ထဲမှာအတင်းအဖျင်းပြောတာကိုကွန်ပျူတာဗိုင်းရပ်စ်နဲ့တူတယ်လို့ဥပမာပေးထားတယ်လူတွေရဲ့စိတ်ထဲမှာကူးဆက်ပြန့်နှံ့ပြီးတုတ်ခါဖိနေတယ်ပေါ့ဒါကြောင့် ကိုစကလုံးကိုအမှန်တရားအတွက်ချီးချင်းမိတာအတွက်အကောင်းမြင်စိတ်နဲ့တိဆောက်မှုဖြစ်စေဖို့တွန်းဖို့တတိပေးထားတာပါဟုတ်ကဲ့ဒါမြစ်တခါတလေကိုစိတ်ချင်းမကျေနပ်တာတွေရှိလာရင်ဒါမှမဟုတ်တယောက်ညောက်ကကိုကိုတစ်ခုခုပြောလာရင်လေစကလုံးကိုထိမ့်ချုပ်ဖို့ကတော်တော်ခက်ခဲတယ်နော်မှန်ပါတယ်ဒါကြောင့်ဒါကတခါတိယုံနဲ့မပြီးဘူးနေစဉ်ဘွားမှာတတိထားပြီးကြင့်ကြံရမယ့်အရာတွေခုပါနောက်ဒုတိယသဘောတူညီချက်ကဒီကိစ္စနဲ့တော်တော်လေးဆက်ဆက်နေပါတယ်အဲ့ဒါက ဘယ်ရာကိုမှကိုရေးကိုတာမမှတ်ယူပါနဲ့တဲ့ don't take anything personally ပေါ့အာဒါတော်တော်စိတ်ဝင်စားဖို့ကောင်းနေကျမတို့အများစုက သူများတွေအပြူမူတွေအပြောအဆိုတွေကိုကိုယ့်ကိုတမင်ကြီးရတယ်ကိုယ့်ကိုပြောတာကိုယ့်ကိုလုပ်တာလို့ထင်တတ်ကြတယ်လေဒီလိုကိုရေးကိုတာမှတ်ယူခြင်းကကိုယ့်ကိုကိုအလွန်အကျွံအရေးကြီးတယ်လို့ထင်တဲ့စိတ် personal importance လို့တုံးထားတယ်နော်အဲ့ဒီနေလာတယ်လို့ဆိုလိုတာပေါ့ဟုတ်ပါတယ် အမှန်တကယ်တော့လေတခြားသူတွေပြောဆိုဖြူမှုတာတွေဟာသူတို့ရဲ့ကိုယ်ပိုင်အိမ်မက်သူတို့ရဲ့ကိုယ်ပိုင်ယုံကြည်မှုတွေသူတို့ရဲ့အထွန်းစိတ်ထဲကဥပဒေချမ်းတွေသူတို့ရဲ့သဘောတူညီချက်တွေဟာလုံးနေပြောနေတာပါကိုနဲ့တိုက်ရိုက်ဘာမှမဆိုင်ဘူးတယောက်ယောက်ကကိုကို ချီးကျူးတယ်ဖြစ်စေကဲရဲတယ်ဖြစ်စေပေါ့လေအဲ့ဒါကသူတို့ရဲ့အမြင်သူတို့ရဲ့ကဘာပေါ်ရှုမြင်ပုံကိုပြထင်ဟတာအင်းသူတို့ရဲ့အမြင်ဟုတ်ကဲ့ ီအချက်ကိုထားတကယ်နားလေသဘောပေါက်လိုက်နေနေသူတစ်ပါးရဲ့စကလုံးတွေအပြုတ်မှုတွေဆိုတဲ့စိတ်ပိုင်းဆိုင်ရာအစိအတောက်တွေကနေကိုကိုအများကြီးကောက်ွယ်နိုင်ပါတယ်စိတ်ပူပြီးလွတ်လပ်ပေါ်ပါလာမယ်ခင်ဗျာဒါဆိုရင်တတိယသဘောတူညီချက်ကရောထင်ကျေးမပေးပါနဲ့ don't make assumptions ပေါ့အဲ့ဒါကဘလိုမျိုးတိပြတက်ရောက်ပါတယ်နေကျွန်တော်လူတွေဟာလေမသိတဲ့အခြေအနေတွေသူများစိတ်ထဲဘာရှိလဲမသိတဲ့အခါမျိုးတွေမှာကိုယ်စိတ်ကူးနဲ့အလွဲတကူဖြည့်သွဲတာကြားတယ် ဲ့ဒါကိုထင်ကြီးပေးတယ်လို့ခေါ်တာပေါ့ဒီလိုကိုယ့်ဘာသာထင်ကြီးပေးမှုတွေကနေနားလည်မှုလွဲမာတာတွေမလိုအပ်ပဲပြိပက္ခဖြစ်တာတွေစိတ်နှောက်ရဖြစ်တာတွေအများကြီးဖြစ်စီနိုင်တယ်တခါတလေကိုယ့်ထင်ကြီးကိုပဲအမှန်ချင်းပြီးဆွဲလန်းသွားတာကြာသေးတယ်အဲ့တော့တန်တရားရှိရင်တခုခုမရှင်းလင်းဘူးဆိုရင်ကိုယ့်ဘာဘာထင်ရဆွတ်တွဲမနေပဲနဲ့ တတိရှိရှိနဲ့ပုံဝဲလင်းလင်းမင်းများမှုရှင်းလင်းအောင်ဆက်တွယ်ပြောဆိုအရေးကြီးတယ်လို့ဆိုလိုတာပေါ့နော်။ဒါမှနားလည်မှုလွဲတာတွေပြဿနာတွေရှောင်ရှားနိုင်မယ်။ဟုတ်ပါတယ်။အတိအကျပါပဲ။နောက်ဆုံးစတုထသဘောတူညီချက်ကတော့အမြဲတမ်းအကောင်းဆုံးလုပ်ပါ။ Always do your best. ဒီမှာအကောင်းဆုံးဆိုတာကပုံသေးတတ်မှတ်ထားတာမဟုတ်ဘဲနဲ့အချိန်ဤနဲ့အချိန်ခါပေါ်မူတည်ပြီးပြောင်းလဲနိုင်တယ်လို့သူကဆိုထားတယ်နော်။ဥပမာကိုကျမ်းမာနေတဲ့ချိန်လုံနိုင်တဲ့အကောင်းဆုံးနဲ့ ကိုနေနေနေမကောင်းဖြစ်နေချိန်တောင်းမှုစီဖီစီနေချိန်လုံနိုင်တဲ့အကောင်ဆုံးကမတူနိုင်ဘူးပေါ့အထက်ကကလက်ရှိအခြေအနေမှာကိုတတ်နိုင်တယ်မြအစွမ်းကုန်အကောင်ဆုံးဖြစ်အောင်စ조사လောက်ဆောင်ဖို့ပဲဒီလိုလောက်ချင်းအားဖြင့်ကိုကိုကိုအပြစ်တင်ကြတယ်နောင်တရရတာနေကင်းဝေးစေတယ်လို့ဆိုပါတယ်တကယ်မှန်ပါတယ်ဒီနေရာမှာအရေးကြီးတာကစူလာပြ4ဒါမှမဟုတ်သူမြအတိအမှတ်ပြဖို့ဆိုတာတွေကိုမျောလင်းပြီးလောက်တာတတ်လောက်ဆောင်မှုဖြစ်စဉ်ကိုတိုင်းကိုပြောင်းမွေဒီကိုတတ်နိုင်တဲ့ အကောင်းဆုံးကိုပေးဆက်ခြင်းကပိုရေးကြီးတယ်ဆိုတဲ့ချက်ပါမယ်ဒီလိုစိတ်ထားနဲ့လုပ်တဲ့အခါအလုပ်လည်းပိုပြီးမြောက်တယ်ပိုပြီးတော့လည်းပျော်ရွှင်မှုရရှိသေးတယ်ပြီးတော့ဒီစရုတ်တာသဘောတူညီချက်ကရှေ့ကသဘောတူညီချက်ထုံခုကိုလက်တွေ့ခွာမှာအလေးချင်းဖြစ်လာအောင်ခိုင်မာတော့အောင်ကူညီပေးတဲ့အုံမြင့်တစ်ခုလိုလည်းဖြစ်နေပါတယ်ခင်ဗျာဒါဆိုရင်ဒီသဘောတူညီချက်၄ခုကိုသတိတရားနဲ့လိုက်နာကျင့်သုံးသွားမယ်ဆိုရင်မို့လို့ကျွန်မတို့ကိုကန့်သက်ထားတဲ့ကြောက်ရွံ့မှုအပေါ်ခြေခဲနေတဲ့ယုံကြည်ချက်ဟောင်းတွေကိုတစ်ပြေးပြေးချိုးဖျက်ပြီးတော့ ကိုပိုင်လွတ်လပ်ခွင့်နဲ့စွမ်းအောက်ကိုပြန်ရယူနိုင်မယ်လို့အချင်းချို့ပြောလို့ရမလားရှင်။ဟုတ်ကဲ့။အဲ့လိုဆိုနိုင်ပါရဲ့ခမညာ။စောက်ထဲမှာတုံးထားတဲ့အတုံးနှုံးရဆိုရင်ကိုယ်စိတ်ထဲကအမြဲအပစ်ရှာနေတဲ့တရားသူကြီး။အမြဲနာကျင်ခံစားနေရတဲ့သားကောင်။ပြီးတော့ကိုယ့်ကိုယ်ကိုကန့်တတ်ထားတဲ့ယုံကြည်မှုစင်တဲ့တွေ။အဲ့ဒါတွေအားလုံးကိုပေါင်းပြီးအတွင်းစိတ်ထဲကကပ္ပကောင် parasite လို့ခေါ်တယ်။အဲ့ဒီကပ္ပကောင်ကိုစန့်ကျင်တိုက်ထုံးမဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုအတွက် တတိယလက်ကင်ထားပြီးစ조사မယ်စစ်တေတော့ warrior တယောက်လို့ဖြစ်လာဖို့လွယ်တယ်လို့ဆိုလိုတာပါအရေးယုံကြည်ချက်တွေကိုလက်တွေ့ပြောင်းလဲပြီးပိုပြီးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတစ်ခုကိုကိုယ်တိုင်ဖန်တီးယူဖို့လမ်းညွန်ချက်တွေခရိယာတွေလို့ပြောလို့ရတာပေါ့နော်ဟုတ်ကဲ့ဒီနေ့မှာနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထပ်ပြင်းများဝေချင်တာကတော့လေကျွန်တော်တို့ဟာကြောက်ရွံ့မှုကိုအခြေခံတဲ့သဘောတူညီရဲ့အကောင်းတွေကိုတစ်ဖြည်းဖြည်းဆွတ်လွတ်ပြီးတော့ချစ်ချင်းမေတ္တာကိုအခြေခံတဲ့သဘောတူညီရဲ့အသစ်တွေကို တတိရှိရှိနဲ့ရွေးချယ်ကျင်းသုံးသွားမယ်ဆိုရင်ပေါ့လေအမ်တေမောက်ရောက်ရမယ်ကောင်းကင်ဘုံကိုစောင့်နေစရာမလိုပဲနဲ့ဒီဘဝဒီကဘာမြေကောမှာပဲကိုပိုင်ကောင်းကင်ဘုံအိမ်မက် Dream of Heaven တခုကိုဖန်တီးနိုင်တဲ့အလားအလာရှိတယ်ဆိုတဲ့အချက်ပါပဲခင်ဗျာတကယ်ကိုအားရှိစရာအကောင်းမြင်ဆုထောင့်တခုပါပဲဒီနေ့ဆွေးနွေးခဲ့တဲ့သဘောတူညီချက်၄ခုထက်ကပဲချက်ကကို့အကျအတုံးဝင်ဆုံးဒါမှမဟုတ်လက်တွေ့အကြောင်းဆုံးလို့ထင်မိပါတယ်လေဆိုလာကိုပြလဲဆန်းစစ်ကြီးဟိုတိုက်တွန်းနေတယ်ပဲဒီနေ့အကျအဆုံးတက်လိုက်ပါစီရှင်